ဒီလို blind box ဖောက်ရတဲ့အရာသာလေးနဲ့တည်စီစင်းနေအဲအဲ့အကြောင်းလေးပါတယ်ဗောနော်အဲ့နဲ့ဒီစင်းစီကို blind box တွေလက်ဆောင်ဝယ်သွားပြီးတော့ဒီစနစ်အတူတူဖောက်ဖြစ်ခဲ့ရအလူကြီးနဲ့ blind box ကလည်းနည်းတော့တမျိုးလေးဖြစ်နေရဆိုပေမဲ့သူပျော်သဘောအနေနဲ့ဖောက်တော့မှာသူလိုချင်တဲ့အကြောင်းလေးကွတ်တိရလာတဲ့အချိန်မှာပျော်သွားတာလုံးဝအပြစ်ကင်းစင်နေခလေးလေးတယောက်လိုပြန်ဖြစ်သွားတာဗောနော်ဆိုတော့ဒီတည်စင်းရဲ့နုပြိုမှုတွေတော့ပြန်မြုံပြင်လိုက်ရတယ်လို့ပါပဲအဲ့အားလေးကကြာတဲ့တည်စင်းကိုသွားကြတော့ရင်းနေဗောနော်ဒီစင်းကဒါသတင်းချွတ်မှာဗော ထုံးစံမပြတ်ပေါ့နော်ဒီကာရဘသွားပြုတ်ပြတယ်ပြုတ်ပြရင်အဲဒီ blind box တွေဖောက်တာကြတော့တဲရ အဲအပျော်အနေနဲ့ပေါ့နော်ဒါအသေးဆိုရင်အလုပ်တွေပြင်မနိုင်ရှိရတခြားအပျော်ဘာမှဘာလုံးဝမမသိဘူးဆို blind box ရတော့ကိုကဘာလေးပေါက်နေဆိုပြီးရင်ခုံရတယ်လीနော်အဲဆိုရုပ်တရုပ်ကိုဒီတိုင်းဝယ်ရထက်ဆိုင်အထက်ကဘာမှမသိတဲ့ဟာကိုရင်ခုံရတာလေးရလေအဲဒါစိတ်လျှော့ဖို့ကောင်းတယ်ပျော်စရာကောင်းတယ်ဆိုတော့တဲ့ရဖောက်ဖြစ်တယ်ပေါ့နော်အဲ့လိုပဲတီစင်ကိုလည်းတီစင်တို့လူကြီးပိုင်းနေကြတော့အဲဒီဟာတွေကြတော့သူတို့တိတ်ပြီးတော့မသိဘူးအဲဒါပေမဲ့တီစင်ကိုလည်းဒီပျော်စီခြင်းနဲ့အဲဒီလို blind box ဖောက်ရတဲ့အရာသာလေးနဲ့တီစီခြင်းနဲ့အဲအဲအားကြောင့်လည်းပါတယ်ပေါ့နော်အဲအဲ့ဒီစင်စီကို blind box လေးလက်ဆောင် ောင်ဝယ်သွားပြီးတော့ဒီစနစ်တူတူဖောက်ဖြစ်ခဲ့ရပါเนาะအဲဒီစင်းကကြတော့ဘူးပေးရတယ်ဆိုဖောက်ဖို့ကြိုးစားနေရဒီစင်းမုံနေရော blind box ဖောက်တာဘာလေးလို့ခြင်းနေရင်ကြည့်ရတယ်ဆိုတော့သူပထမကြည့်ရပေါ့เนาะဒီစင်းကကြည့်ရပထမဟွာလေးဖောက်တာမှာလိုက်လာလားမသိဘူးတဲ့အဲ့ဒါဖောက်တာမှာသူကဒီစင်းကလိုချင်တာအပြာတို့ပိုင်းအောင်လိုချင်တာပေါ့เนาะသူအဲ့ဒါပဲလိုချင်တာချားမလို့ဖောက်လဲဖောက်လိုက်ဘောဘွားရောင်ထွက်လာဟာဒီဖောက်အချောင်းအချူလားဟုတ်ပြန်ဟွာပါဘူး ဥပါလေအဲ့ဒီချိန်မှာအမေတော့ဒီစိတ်တော့မကြိုက်ဘူးဥပါရလေဒါပေမဲ့အော်ထွက်လာတော့လေအော်ကျပါရပေါ့ဒါတော့ဒီလိုပါပထမဆုံးဘိုင်းပေါက်ဖောက်တဲ့အချိန်တန်းလူတိုင်းအဲ့လိုကြုံမှုလိမ့်မယ်ကိုလိုချင်တဲ့အရေးကိုလုံးဝမရဘူးပေါ့နော်အဲနောက်တစ်ခေါက်ထပ်ဖောက်တော့ဒီစိတ်အပြပဲလိုချင်တာဖောက်လိုက်တော့အပြလေးတန်းထွက်လာတဲ့အချိန်မှာ ဒီစအရင်ပျော်သွားတယ်ပေါ့နော်ဆိုတော့ဘလိုပဲဖြစ်ဖြစ်ဒီအိတ်ပျော်တဲ့ခဏလေးကလေဟိုကိုယ့်ရဲ့ငယ်ဘဝလေးပြန်ရောက်သွားသလိုပဲစိတ်လွတ်လပ်လွတ်နေပေါ့နော်ဒီဟာတော့ဘာမှမဟုတ်ဘူးအယုတ်ဆရာလည်းဘာတမူးမှတော့မရှိဘူးဒါပေမဲ့အဲကိုယ့်အတွက် အစိတ်ချမ်းသာမှုလေးတခုစိတ်ဖြော်ရှင်မှုလေးတခုရရသွားပါဘောနော်အဲကတော့ကတော့တခြားလူချင်းမိပါရေကတော့တို့ပါပဲကတော့တာပေါ့နော်ဒါပေမဲ့ blind box တွေကကြတော့အဲ့လိုတဲရလေတဲရထုံးတဲ့တခုရှိအလုပ်တွေတောက်လျှောက်လုပ်ပြီးကပယ်မှန်လို့ရှင် blind box တခါဝယ်တယ်ကိုကိုကိုပြန်ပြီးတော့ပေါ့နော်ဆုချတဲ့နေနဲ့တခါတီးဆင့်လဲပေါ့နော်ဒါလေးကိုသူဖောက်ရတဲ့ feeling လေးတခုပေါ့နော်ညစီစင်နေအဲ့လေအဲဝယ်သွားပြီးဖြစ်တာပေါ့နော်တဲရ blind box ကကြတော့လေ လိုတိစင်မှမဟုတ်ဘူးသူတငယ်ချင်းနေဆိုလည်းလက်ဆောင်ပေးဖြစ်တယ်မှာပါတယ်အဲ့လိုပျော်စေချင်တာကိုပျော်သလိုပဲသူတို့လည်းပျော်မှာပဲပေါ့နော်ဆိုပြီးတော့တငယ်ချင်းနေဆိုလည်းအရင်အဲ့လိုလက်ဆောင်ပေးရတယ်မှာပါတယ်ဘာမှမဟုတ်ရောယူလိုက်အဲ့လိုမျိုးလက်ဆောင်နေအဲ့လိုပြင်မူးညင်းလက်ဆောင်ဆိုလည်း blind box လေးထည့်ထည့်ပြီးတော့ပေးရယ်ကိုကဘာဖြစ်လို့သူများကိုပေးလဲဆိုတော့တဲ့တစ်ခါမှလက်ဆောင်မရဘူး လိုင်းဘောက်ကိုလေအခုဖောက်တဲ့အယုတ်တွေကောလာကိုပုစံတဲ့ကိုပဲကိုဟာကိုပဲဖောက်တာပေါ့နော်အဲဘသူစီယာမအဲ့လိုမျိုးလက်ဆောင်မရခဲ့ဘူးကိုလည်းလူချင်းမှာလူချင်းနေဆိုရအဲ့လိုလက်ဆောင်ရလို့ဖောက်တာနဲ့ကိုဟာကိုပဲဖောက်တာနဲ့မတူဘူးအဲ့ခံစားချက်ကလေဘယ်အရာလေးပဲဖြစ်ဖြစ်ဆိုတော့ကိုကအမြင်အဲ့လိုကိုဟာကိုပဲဝင်ရတဲ့ခါကျတော့ကိုကကိုချင်းစားရကိုတငယ်ချင်းနေမိတ်ဆွေအပေါင်းအသင်းနေဆိုလေအော်တို့လည်းလူချင်းမှာပဲကိုပေးလိုက်လို့ရှိရင်အဲ့တို့ပျော်သွားမှာပဲဆိုရယ်စိတ်လေးနဲ့ပေါ့နော်လူဝယ်ပေးဖြစ်တဲ့ အဲအဲ့လိုပဲဒီဆင့်ကလူကြီးဆိုပေမဲ့ပေါ့နော်လူကြီးနဲ့ blind box ကနည်းနည်းတော့တမျိုးလေးဖြစ်နေရယ်ဆိုပေမဲ့ဒါကအဓိကအပျော်တက်တက်ပါပဲအပျော်တက်တက်လေးလက်ဆောင်ပေးလိုက်တာပါနော် အရန်ပီဒီဖြစ်တာအဲ့ဒီအချိန်မှာတီဆင့်ပျော်နေရပျော်ကဒါခါလေးကြလို့ရှင်ကိုရန်ပင်မန်းနေမပြုံးစင်မပြုံးရတဲ့အချိန်ကြီးအခိုက်အတန့်ကြီးရှိရတီဆင့်တို့မှာလည်းဒါရှိမှာပဲတီဆင့်တို့ဆိုဝိုင်းရင်တုံးဆောင်ရေးဆိုပူဆိုးရတဲ့ဒီနုပညာလမ်းကြောင်းမှာပေါ့နော်ကိုမပြုံးစင်မပြုံးရတဲ့ခိုက်တန့်ကြီးရှိတယ်ဒါပေမဲ့အဲ့ဒီနေ့ကလည်းတီဆင့် shooting ကပြန်ရောက်တဲ့အချိန်ရန်ပင်မန်းနေကပင်မန်းနေရတဲ့အချိန်မှာဒါလေးကသူအပျော်သဘောအနေနဲ့ဖောက်တောင်မှာသူလိုချင်တဲ့အကြောင်းလေးကိုတည်ရလာတဲ့အချိန်မှာ ပျော်သွားတာလုံးဝအပြစ်ကင်းစင်နေကလေးလေးတယောက်လိုပြန်ဖြစ်သွားတာပေါ့နော်ဆိုတော့ဒီတီစင်ရဲ့နုပြမှုတွေတော့ပြန်ပြီးပြင်လိုက်ရတယ်လို့ပါပဲအဲတီစင်နဲ့စားဆောင်ဖြစ်တာကတော့တဲပွဲမှအရင်ဆုံးဖြစ်တာတော်တော်လေးကြပြီကိုဗစ်တွေပိုင်းအောင်မဖြစ်ခင်ဟူးတော်တော်ကြပြီတဲလည်းငငယ်လေးပဲရှိသေးတယ်ကလေးလေးပဲရှိသေးတယ်အဲ့အီရွယ်တွေကအာအဲ့တုန်းကမန္တလေးမှာလုပ်တဲ့ပွဲလားမသိဘူးပေါ့နော်အဲ့တုန်းကမန္တလေးကမြို့သားကားစက်ရုံမှာပေါ့နော်အဲ့လိုလုပ်တဲ့ပွဲကြီးပေါ့နော်အဲ့ပွဲကြီးမှာအ အဲတဲ့လေပါတယ်ပါတယ်ဆိုတော့တချင်းတိုက်မှာစပြီးဆုံးလာစဆုံးနဲ့တီစင်ကတီစင်ကလေအရန်နွေးနွေးထွေးထွေးဆက်ဆန့်ပေးရပေါ့နော်အဲ့ချိန်တော့ဆိုတော့ဘာမှလည်းမဟုတ်ဘူးတချင်းဆိုရလဲအဲ့လောက်ကြီးအောင်မြင်လေးရမဟုတ်ဘူးကလေးအဲကလေးလေးပဲရှိသေးရဆိုတဲ့ခါကျတော့အဲ့မှာဒီတဲ့ကိုနီးပြီးတော့နီးပြီးအောင်ပြဖို့ပဲမန်းလေးတူတူသွားတယ်မန်းလေးတူတူသွားတယ်အဲ့မှာတူတူနေကြရတယ်တူတူဆိုကြရတယ်အဲ့မှာအမခင်လာတာပေါ့နော်ခင်ပြီးနောက်ပိုင်းနောက်ပိုင်းတီစင်နဲ့လို့ဆုံးပြတာလေးရှိတယ်အဲတီစင်ကလည်းဟိုသမီးလေးတယောက်လိုပဲအရန်နွေးထွေးပေးတယ် အဲ့နောက်ပိုင်းကျတော့ဒီစင်းနဲ့အဲ့လို program လေးတွေပေါ့နော်အဲဒီဒီဂျူလိုင်မှာရောမွေးပိုင်းမမပေါက်ခင်နေဟိုးရင်နေအဲ့လို program လေးဒီစင်းကရိုက်တယ်အဲ့ဆိုသမီးလားတခုခုဆိုအမြဲတတိရပြီပေါ့နော်အဲအဲ့လိုမျိုးအမြဲတည်းတွေ့ဖြစ်ကြတယ်အဲ့မှာပြီးလဲပြောမမီမဖူးပေးဆယ်တခြင်းလေးရိုက်မယ်ဆိုတော့တခြင်းကဒါမမီမဖူးပေးဆိုတဲ့အတိုင်းမမီနဲ့ရောရိုက်မှာဖြစ်မှာပေါ့နော်ဆိုတော့ဒီစင်းကဒါတဲ့ရဲ့မွေးသားမိလူဖြစ်နေတဲ့အခါကျတော့အဒီစင်းတွေပဲရိုက်ချင်တယ်အဲ့လိုမျိုးဆိုတော့အဒီစင်းကိုပြောတာဒါလေးဟာလေးရိုက်ချင်နေဆိုတာနဲ့ဒီစင်းကလည်းရိုက်ပေးရဲ့ပေါ့နော် စ္စည်းလေးကတော့တကယ်ဘဝမှာလုံးဝအမှတ်တရပါပဲအဲ့လိုမျိုးလဲ music video မျိုးတစ်ခါမှမရိုက်ဘူးကိုလည်းအရင်ချစ်ရတဲ့အဲသူတယောက်နဲ့ရိုက်ခွင့်ရတာပေါ့နော်တီစင်းလို့ဆိုတာပေါ့နော်ဒါ academy မေတန်းလို့ဆိုတာအဲငငယ်တော့ဆို TV မှာပဲမြင်ခဲ့ရတယ်ဒီလိုမျိုးတစ်ခါလေးကြရင်လေအဲ့ blind box ဖောက်နေတဲ့အချိန်မှာလဲတွင်းမြေဟောငငယ်ငယ်တော့ဆိုလို့ရှိရင်ဒီလိုမင်းသမီးကြီးတယောက်နဲ့ဒီလိုရရင်နီးနီးတရင်တင်းနီးနေခွင့်ရလိမ့်မယ်လို့တစ်ခါမှအိမ်မက်တာမမက်ခဲ့ဘူးပေါ့ဘာလို့လဲဆိုတော့ကိုဒီလောက်အနေထားလေးရောက်လာမယ်လို့လည်းကိုမထင်ခဲ့ဘူးပဲအခါကျတော့ ဲ့လိုမျိုး TV ကနေပဲငေးကြည့်နေရတဲ့မင်းသမီးမင်းသမီးအောင်မှဒါအခုမှဖြစ်တဲ့မင်းသမီးမျိုးအကယ်ဒမီရေအများကြီးရတာလေတကယ်ဝိုင်းရဲ့မင်းသမီးတယောက်နဲ့ဒီလိုရင်းနေနေသားမိလိုမျိုးအာတိစင်ကလည်းအရန်သဘောကောင်းနေအရန်ချစ်ပေးရဲ့ခါကျတော့တကယ်အရန်ဝမ်းသာပါပဲအာတိစင်ကလည်းသူကရိုက်ရင်လည်းအရန်တင်တာအာတဲဒီတချင်းဆိုရဲအဲ့မန္တလေးပွဲမှာတော့မှသူက တဲ့ပြောအဲ့ရွယ်တွေကတဲ့ရအရန်ဝါသနာပါတယ်မြို့ပြနာအရန်ဝါသနာပါတယ်ကလေးဆိုပေမဲ့အဲတဲ့ရလူသရုပ်ဆောင်လာလဲဝါသနာပါတယ်ဆိုတော့ပွဲမဆိုခင်မှာဘယ်တဲ့ရဒီနောက်က back stage မှာ make up ဘုံနေရှိရဲအမပြင်နေတယ်ဒီစင်ထိုင်ပြောပြနေအတရုပ်ဆောင်ဖြစ်စင်နေဆိုဘာဘာလာလောက်ရမယ်ကိုကဘလို့နေရမယ်ဘလို့ဟာဖြစ်ရမယ်သူထိုင်တင်မိတာအဲ့အရွယ်ကအဲတဲ့လေဒီလိုတရုပ်ဆောင်နေပါလေဘာမှအဲ့လောက်ကြီး လုံလုံရလောက်တဲ့အရွယ်လည်းမဟုတ်သေးဘူးဝါသနာပါတယ်ဆိုရင်လောက်လေးမှာတယ်ဒီဆင်ကအဲ့လိုစိတ်ရှည်လက်ရှင်နဲ့သူထိုင်တင်ပေးတာပေါ့နော်အဲအဲ့လိုပဲမိမိမဖိုးပေးရိုက်လို့ရှိရင်လည်းအဲဒီဆင်နဲ့ပထမဦးဆုံးတရုပ်ဆောင်ရတဲ့ဟာဆိုတော့နည်းနည်းလေးရှိန်တာပေါ့နော်ဘယ်လိုပဲအပြင်မှာရင်းနှီးတယ်ပြောပြောအဲနည်းနည်းတော့ကြောက်တယ်ဆိုတော့တိတ်ပြီးတော့အဲ့လိုမကဲ့ရဲမကန်ရဲဖြစ်နေဒီဆင်ကလောင်လေးနန်းလိုက်လေးဒီလိုလှုပ်လိုက်လေးအဲ့လိုမျိုးပေါ့နော်အဲဆဲဆဲပြီးတော့ရင်းနှီးနှီးသားမိလို့ဖြစ်နေရမယ်ဒါအမေနဲ့သမီးပုံစံရိုက်နေရဆိုလို့ရိုက်ရင်းနဲ့ပဲတင်တင်ပြီးသွားတာ အမြင်တော့ကပဲတဲဒီတယောက်ဆောင်တင်တဲ့နေတက်တယ်ဆိုလဲဒီစင်က recommend နေပေးရယ်ပဲတင်တဲ့နေကတော့ကောင်းတယ်အဲ့ဒီနေဆိုလို့ရှင်လဲသမီးဒီနားလေးတော့ဒီလိုလိုနေအဲ့လိုလက်ထားတဲ့နေချောက်ထားတဲ့နေအဲ့လိုကြည့်ပြီးတော့ပြောရဒီစင်ကဒီနားမှလိုထားတာဟဲ့လက်ကြီးအဲ့လိုထားတာမလှဘူး item ပါဘလို့ဖြစ်တယ်အဲ့လိုမျိုးတင်မေးရဆိုတော့ဒီစင်စီကလည်းအများကြီးပညာရလဲရပါတယ်ဟုတ်ဒီစင်းရဲ့ပထမအဦးဆုံးနဲ့နမိတ်အကြီးဆုံးလည်းဖြစ်တယ်အကုန်လုံးလည်းတရားတကြံမိုးပေါ့နော်တကြံမိုးကတော့ငငယ်လေးတည်းကအာအရန်အောင်မြင်တဲ့ကအ တိစင့်ရလို့ဖြစ်လာတဲ့ကားလို့အောင် ပြောလို့ရတယ်ဆိုတော့အဲ့ကားကတော့လုံးဝအရန်ကြိုက်တဲ့ကားပေါ့နော်ဒီစင့်နဲ့ဥယျာဉ်လေးနဲ့ကားလေးပေါ့နော်အဲဒါတော့တဲဘွားရဲ့ favorite ဇာတ်ကားလေးတကားလို့ပြောလို့ရပါတယ်အဲဒီစင့်ကကြတော့ဇန်မင်းသမီးလို့အောင်တင်စားလို့ရတယ်ပေါ့နော်အဲဒီကားလေးကိုပြန်ကြည့်တိုင်းလေအခုတိစင့်နဲ့ပြောလို့ပြောမလို့အရန်နှုတ်တာပဲပေါ့နော်အဲ့ဒီရွယ်ုံနဲ့တောင်မှတိတ်ပြီးတော့မကွာအောင်လို့ခံစားရတယ်တဲငငယ်ကလည်းဒီပုံစံမဲအခုဒီရွယ်ရောက်လာတော့တဲဥစားကြီးလာတယ်ဒီစင့်ကဒီပုံစံလေးပဲအဲပြောဆိုဆက်ဆက်နာစား အမူအရာလေးရစာဒီပုံစံမဲဆိုတော့ဟိုတစ်ခါပြန်ကြည့်ရင်တစ်ခါရင်ထဲမှာအရင်ဆွဲကြံနေပေါ့နော်ဒီကားလေးကိုကြည့်ပွဲတူတိုင်းတော့အဲ့လိုဖြစ်မယ်လို့ထင်ပါတယ်ဟုတ်ဒီဆင်းကကြတော့လေဟိုသူဒရန်ပပပပနေတဲ့ဒီဆင်းတို့ခစ်ကဒီဆင်းနဲ့ပြပြရပေါ့နော်သူတို့ဒီမှာကြတော့ဒရန်ပပပနေတဲ့အဲအရင်ကြီးတဲလို့ဆိုလို့ရှိရင်ဒီဒီဆင်းရိုက်မယ်ဆိုအဲ့ဒီဆင်းမူးတွေတွင်းလာအရင်ကြိုကြိုတွင်းညရတယ်လေဒီဆင်းညတော့အဲ့လိုမဟုတ်ဘူးမရိုက်ခင်54321မလိုက်မတိုင်ခင်တည်းကသူကသူရင်းရင်းရင်းပြဒါပေမဲ့ action ဆိုတာနဲ့ချက်ချင်းမျက်ရည်ကျဆိုနေချက်ချင်းဖြစ်တယ်လို့ပေါ့နော် ချက်ချင်းအိတ်တွေကိုမှုဝယ်သွားအဲ့ခါအရင်သဘောကျတယ်အဲ့တော့တဲလေးအဲ့လိုတင်းစွန့်ကိုကြည့်ကြည့်ပြီးတော့အဲ့လိုမျိုးပညာရယူဖြစ်တယ်ပေါ့နော်အဲအဲ့လိုဘလိုပဲကောက်ကိုဒီမှာပျော်နေအောင်ချက်ချင်း action ဆိုတာနဲ့မှုချိန်နိုင်ရမယ်အဲ့ဟာလုံးဝတကယ်ပညာပဲပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးကြည့်ပြီးတော့တဲအဲ့ဒါလေးလိမ့်လာဖြစ်ပါ